ဘန်ဖွင့်မလို့ရှိရင်ထောင်တန်တက်တက်တွန်းကြနိုင်တယ်နော်အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကြားဖြံရဲ့လုတ် ကွက်မှုကြောင့်ထိုင်းမလေးတရာအသက်25နှစ်ပဲရှိသေးတယ်။ထောင်တန်တသက်တကျွန်းကျသွားပါပြီ။အဲ့တော့ဘာလို့ထောင်တန်တသက်တကျွန်းကျသွားတယ်လဲဆိုရှင်ဒီနေ့သူကဒီကြားဖြန်ရဲ့လက်ကွက်ထဲမှာသူဝင်သွားပြီးမှဒီကြားဖြန်တွေကိုသူကဘန်တွေတွားမှဖွင့်ပေးတာဖြစ်ပါတယ်။သူ့ရဲ့နာမည်နဲ့ဘန်တွေဖွင့်ပေးတယ်ပြီးလို့ရှင်ကြားဖြန်ကလိန်လေတဲ့ငွေတွေအားလုံးကိုဒီမွေးစေဝါးနဲ့တော်တော်ကောင်းလူများကိုလိန်လေပြီးမှရလာတဲ့ပတ်စံပြီးရင်ဒီလောင်းကစားတွေအားလုံးကသူ့ရဲ့ဘန်ထဲမှာဝင်ဝင်တာဖြစ်တယ်။ သူကတယောက်တည်းလောက်တာမဟုတ်ပဲနဲ့သူ့ရဲ့တငယ်ချင်းနေရောက်ကိုပါသူကဆွဲခေါ်ပြီးမှသူ့ရဲ့တငယ်ချင်းနေရောက်ရဲ့ဘန်ကိုလည်းသူကယူပြီးဒီတာချလိတ်ဖက်မှာသူကအထိုင်သွားလုပ်ပါတယ်ပြီးလို့ရှိရင်ဝင်လာတဲ့ငွေတွေအားလုံးကိုအာဖုန်းကနေပြီးတော့သူတို့စကန်လုပ်တာပေါ့နော်ပြီးလို့ရှိရင်သူ့ရဲ့မျက်နှာလေးနဲ့စကန်လိုက်ရင်သူ့ရဲ့ငွေကနိုင်ငံခြားကိုတက်လိုက်ရောက်သွားတဲ့ပုံစံမျိုးတွေလုတ်ပေးခဲ့တဲ့အရာတွေနဲ့ပတ်သက်ပြီးမှအာသူဖမ်းခံရတာဖြစ်ပါတယ်ဒီသူလုတ်ခဲ့တဲ့အချိန်ကဆိုလို့ရှိရင်6လဝန်းကျင်ထဲမှာ အ ਨੇ ဆုံးအခောက်ရပောင်းတစ်ထောင်အတူကစကန်နဲ့အတူ ATM ရှိမှလည်းသူကငွေတွေထုတ်ပြီးမှဒီလိုမျိုးအာကြားပြန်ဖွဲ့ကိုသွားပြီးမှပေးတဲ့ဟာမျိုးတွေရှိခဲ့တယ်ပေါ့နော် ဟုတ်ပြီဆိုတော့သူကအဲ့ဒီမှာငွေကဘယ်လောက်ရတယ်လဲဆိုရင်သူရဲ့သူရကလေးငွေကတလားကိုမှပတ်သက်တောင်းခွဲကြကြောက်လောက်ပဲသူရတာဖြစ်တယ်။ဒါပေမဲ့သူ့အတွက်ကအရန်အစင်ပြေးတယ်အရန်အေးစီးတယ်ဆိုပြီးမှသူလှုပ်ပေးလိုက်တဲ့အချိန်မှာအခုထိုင်းအစိုးရကနေပြီးတော့သူ့ကိုဖမ်းပြီးမှသူ့ကိုတေတန်းချမှတ်လိုက်တာဖြစ်ပါတယ်။ဆိုတော့သူကအစိုးရတွေအတွက်အကျိုးရှိတဲ့ဝန်ခံချက်တွေပေးတဲ့အခါမှာ တက်တက်တကျွန်းကတေလန်ကနေပြီးတော့တက်တက်တကျွန်းသူ့ကိုဒီနေ့ချမှတ်လိုက်တာဖြစ်ပါတယ်သူရဲ့အသက်က25နှစ်ပဲရှိပါသေးတယ်ဆိုတော့ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးမှဒီနေ့ကျွန်တော်ပြောချင်တာကဘာလဲဆိုရှင်ကျွန်တော်မြန်မာပြည်သားတွေအခုထိုင်းနိုင်ငံမှာအလုလလုံနေကြတဲ့မြန်မာပြည်သားတွေအလွယ်ကူစွာနဲ့နော်ဆရွေးဆန်တိုင်းပြည်စုံပြီးတတိယထောင်ကစားရပြီဆိုတာနဲ့ဘန်ကိုလွယ်ကူစွာဖွင့်လို့ရနေတာဖြစ်ပါတယ်ခင်ဗျဆိုတော့ ကျွန်တော်ပြောချင်ပါတယ်ဒီဘဏ်ကိုဖွင့်တဲ့အခါမှာကျွန်တော်တို့ရဲ့ဘဏ်စာအုပ်တွေ ATM တွေကိုဘက်ဒုကိုမှမပေးပဲကိုနီကိုဟာနဲ့မရအောင်တိန်းထားဖို့ရန်အတွက်အိမ်မတန်းမှအရေးကြီးပါတယ်လူများကိုအလွဲသုံးစားမပြုတ်စေဖို့เนาะတထေးတွေတိန်းတဲ့အခါမှာလည်းမတိန်းခိုင်းဖို့เนาะလူများလက်ငားတဲ့အခါမှာလည်းမငားပေးဖို့အတွက်အိမ်မတန်းမှအရေးကြီးတဲ့အရာဖြစ်ပါတယ်ဆိုတဲ့အကြောင်းပြောပြချင်ပါတယ်။ဒါကြောင့်လည်းဆိုလို့ရှိရင်ကျွန်တော်ပြောပြမယ် ဥမာတချို့ကကျွန်တော်တို့ကိုပတ်စံအာတလောက်ကို9000ပေးမယ်1000ပေးမယ်မိဘန်လေးဖွင့်ပေးငါစာအုပ်အာမင်းစာအုပ်ကိုငါသုံးမယ်ဆိုတဲ့ပုံစံမျိုးနဲ့လုတ်ခိုင်းတဲ့သူတွေလည်းရှိကောင်းရှိနိုင်မယ်တချို့တထေးမကောင်းတဲ့သူတွေနဲ့တွေ့လို့ရှိရင်တထေးကနေပြီးတော့ဘန်ဖွင့်ခိုင်းမှဘန်စာအုပ်တွေ ATM တွေအကုန်လုံးသူတိမ်းမှသူကချပြန်တဲ့ဆက်သွယ်မှလုတ်ဆောင်နေတဲ့အရာမျိုးလည်းရှိကောင်းရှိတတ်တယ်နောက်ပြီးလို့ရှိရင်အရေးအကြီးဆုံးကလူများတွေကလာပြီးမှနေ့ရက်ဘန်ထဲမှာငါပတ်စံခဏလေးအာ twin ရှင်နေပြီးငါ့ကိုတားလေးထုတ်ပေးပါနေ့ငါဘလောက်ပေး မယ်ဆိုတဲ့အရာနဲ့လာပြီးမှလက်ကွက်တွေကိုလာတုံးချမယ်ဆိုလို့ရှိရင်လည်းဒတိထားဖို့အတွက်အမတမလိုအပ်ပါတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ပြောပြချင်ပါတယ်အကြောင်းလဲဆိုလို့ရှိရင်ဒီနေ့ဒီကြားဖြန်ရဲ့လက်ကွက်မှုတွေက ျွန်တော်တို့ရဲ့အငီးအနားလေးမှာပဲရှိနေတော့ကြောင်ပဲဖြစ်ပါလိမ့်ဗျ။ဒါကြောင့်မလို့ဒီနေ့ဘန်ကိစ္စနဲ့ပတ်သက်လာရင်စီရထားကြပါဘယ်သူပဲလငါလငါဘယ်သူကပဲဘလောက်ပေးမယ်ဆိုပြီးလက်ဖွင့်ခိုင်းဖွင့်ခိုင်းလုံးဝလုံးဝမလုပ်ပေးဖို့ရန်အတွက်ကျွန်တော်တတိပေးချင်တာဖြစ်ပါတယ်။ကျွန်တော်မြန်မာပြည်သားတွေအားလုံးအဆင်ပြေကြပါစေခင်ဗျာဆိုတော့ကျွန်တော်ဒီ page ကတင်းအတွက်အကျိုးရှိမယ်ဆိုလို့ရှိရင်ကျွန်တော်ကို like and share လေးလုပ်ပေးဖို့ရန်အတွက်မမေ့ပါနဲ့ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ